တော့ကြည့်ပြရှစ်သမီးရဲ့အမက52ရာခိုင်နှုန်းပဲရတယ်နော်အကယ်လို့ဒီပုံစံတိုင်းဆိုရင်တော့သူဆာမွေးပွဲကြနိုင်တယ်သူဘာလို့ဆာမွေးပွဲကြမှာရောဘာလို့ကြမှာဟုတ်လားရှင်တို့မိဘတွေကယူမမဆိုင်ပေးတာ ရှင်တို့ကိစ္စတွေခဏဖယ်ထားပြီးခလေးပေါ်လေအာယုံဆိုင်ပေးကြအောင်ခလေးကိုဂယူဆိုင်ပေးရမှာဆာမရော့ကြအောင်မဟုတ်ဘူးလားဘာလို့ကျမတို့လာပြီးတော့ပြောနေရလဲဆရာမတို့လည်းလာစားလဲပေးနေရပဲလေကျမတို့လည်းဂယုဆိုင်ပေးနေရပဲအမေတွေလည်းဂယုဆိုင်ပေးဖို့လိုတာပေါ့ ဆရာမတို့တာတကယ်ကယူဆိုင်တယ်ဆိုရင်ကလေးအမတ်က42ရာခိုင်နှုန်းရောက်မှာမဟုတ်ဘူးအမရေကျမတို့အတန်းမှာအခြားကျောင်းသားတွေလည်းရှိတာပဲသူတို့ရာမတ်တွေဆိုရင်60ရာခိုင်နှုန်းအထက်တွေမှာ ਈ ပဲတကယ်လို့ကျမတို့ကယူမဆိုင်ဘူးဆိုရင်သူတို့အဲ့လိုအမတ်တွေဘယ်လိုလုပ်ရနိုင်မလဲအမပဲပြောကြည့်ပါဦးကောင်းလိုက်တာဆရာမရေကလေးတွေအမတ်နေနေရင်ကလေးတွေစာမေးဝဲကြပြီဆိုရင်မိဘတွေအပေါ်အပြစ်ပုံချအလွယ်တကူပဲမိဘတွေကကလေးကိုယူမဆိုင်ဘူးလို့ခေါင်းစဉ်တက်လို့ရတာပေါ့ တကယ်လို့တော်ရဲကျောင်းသား90ရာခိုင်နှုန်းအထက်အမှတ်တွေရလာခဲ့ရင်ကြတော့ကျောင်းရဲ့ကြိုးစားအောက်ထုတ်မှုကြောင့်မဟုတ်လား။ကလေးတွေအမှတ်ကောင်းကောင်းရတာကျောင်းရဲ့သက်ဆိုင်နေဆိုရင်ကလေးတွေအမှတ်မကောင်းတာလည်းကျောင်းရဲ့ပဲဆိုင်ရမှာပေါ့။ရှင်တရားပြောပြလိုက်မယ်။အရာရာတွေကဆီယမရီပေါ်မှာပဲမူတီတာမဟုတ်ဘူး။မိဘတွေအပေါ်လည်းမူတီသေးတယ်ရှင်။ဘလို့မူတီတာရော။ကလေးတို့သွားကြ။ကျောင်းမှာအချိန်9နာရီစတင်ခဲ့။ပြီးတော့ကျူရှင်လဲတက်လိုက်အောင်နော်။ ်အိမ်ရရင်လည်းစားလို့ရမယ်နေတော့ဆောင်းအုံးနဲ့မျက်နှာမခွာရအောင်နေရမယ်လို့ကျိမပြောနေရမှာလားပြီးတော့ခုနကပြောလိုက်တယ်အလောက်ကိုပဲအာယုံမဆိုင်နဲ့ကလေးလေးအာယုံဆိုင်ရမယ်ဟုတ်လားကျမကဒီအလောက်ကရတဲ့ပတ်စံနဲ့ဆရာမတို့ကြောင်းလာကပေးနေရလေဒါဆိုကျမအလုံးမလုံးတော့ပဲနဲ့ကျမသမီးကိုပဲအာယုံဆိုင်လိုက်မယ်ဒါဆိုဆရာမပတ်စံမျိုးပဲနဲ့အလကားတို့တင်ပြမှာလားဖဲเจ้าကအလကားတင်ပြလို့လဲရှင်ဒါဆိုကျမလည်းဘာလို့အလုံးမလုံးပဲနဲ့နေရမှာတော့ ကျွန်မရှာလို့ရတဲ့ပတ်စံတွေចောင်းလာကပေးနေရပဲအဲ့ဒီចောင်းလာကတွေနဲ့ဆရာမတို့လာစာရနေကြတာမဟုတ်ဘူးလားဒါဆိုကျွန်မသမီးကယူဆိုင်မှာဆရာမရဲ့တောင်းဝန်ဖြစ်သွားပြီမဟုတ်ဘူးလားကျွန်မတို့ចောင်းသားတွေကယူဆိုင်လို့ထိတ်တန့်ဆင်းနေမှာပါနေရပေါ့ကျောင်းကထိတ်တန့်ဆင်းနေမှာပါနေရဆိုရင်ကျမသမီးကဘာလို့ထိတ်ကိုမရရတာတော့တော်ရက်ကလေးအမတ်90ရာခိုင်နှုန်းရတဲ့ကလေးတွေကသူတို့ကငကရေကတော်နေပြီးသားဆိုတော့အောင်းသွားကြမှာပဲတာမန်ကလေ အားနေတဲ့ကလေးတွေနဲ့အောင်နိုင်ကြီးနေတဲ့ကလေးတွေကိုကြတော့ဆ iam မတို့ပို့လို့ပေးတာဘာရှိလဲဘာမှမရှိဘူးလားဆ iam မတို့အဲ့လိုမျိုးကလေးတွေအတွက်ဘာမှပို့ပြီးတော့မကြိုးစားပေးဘူးလေပတ်စံတောင်းရတော့မယ့်အခါဆိုရင်တရာရံနဲ့စာအုပ်တထောင်နဲ့ရောင်းကြတယ်2000 2500ရဲ့ကျောင်းဝတ်စုံ9000 6000လောက်သတ်မှတ်ပြီးတော့ရောင်းကြတယ်3000ကစားစရိတ်ကျောင်းကျုပ်ပို့လို့တာတသက်သွင်းပေးရမှာဟုတ်လား ဒီလမှာဘာပွဲတော်ရှိလို့အဲ့ဒီအတွက်ငွေသွင်းပေးပါအောင်ခေါင်းစဉ်အမျိုးမျိုးနဲ့ရှင်တို့တွေပတ်စံယူဝဲပဲလမ်းစားရှာနေကြတာရှင်တို့ကစာသင်ကျောင်းဖွင့်နေမှာမဟုတ်တာရှင်တို့ကစီးပွားရေးလုပ်နေတာပဲဆရာမနားလဲထားမှာကျောင်းသားအမှတ်နည်းနေပြီဆိုရင်ဒါဆရာမအပြစ်ပဲဆရာမရင်ဒီလိုကိစ္စကိုရှက်တက်ရတယ်မိဘကိုခေါ်ပြီးတော့အပြစ်ပုံနေလို့မရဘူးကိုတပည့်နောက်မှကြံခဲ့လို့ရှေ့ရအောင်မလုပ်နိုင်တဲ့အပေါ်မှာဆရာရှက်တက်ရမှာဒါကြောင့်နောက်တစ်ခါကျမသမီးအမှတ်နည်းနေ ဘာလို့အမှန်နဲ့လဲကျမကိုလာမမေးပါနဲ့ကျမသမီးစာမေးပွဲမှာဘာဖြစ်လို့ဘာကြောင့်အမှန်နဲ့ရလဲကျမကိုရင်လာမေးမယ်ရှင်တို့လည်းပတ်စံကိစ္စပဲခေါင်းထဲမှာမထားပဲနဲ့ကလေးတွေပို့ပြီးတော့ယူဆိုင်ပြီးကလေးတွေပို့ပို့ကောင်းမှာပေါ့ဟုတ်ဘူးလားမိဘတွေအတွက်လည်းပို့ကောင်းသားလိမ့်မယ်တကယ်လို့အချမ်းမိဘတွေလည်းဆီယမောက်ကိုအခုလိုမျိုးတွေလာမေးကြမယ်ဆိုရင်ဆီယမောက်ဖို့လည်းအဆင်မပြေနိုင်ဘူးလေပြီးတော့ဆီယမောက်ရဲ့ကြောင့်လည်းထိတ်တန့်ဆင်းနေမှာရှိနေနိုင်တော့မှာမဟုတ်ဘူးကျမသွားလိုက်အောင်မယ် 这就这么爱笑吗？